Hello everyone, welcome back. ဒီနေ့ကတော့ကျွန်တော်တို့ Unit 76ကိုလေ့လာမှာဖြစ်ပါတယ်။ခေါင်းစဉ်ကတော့ Sum and Annie. So, ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ Sum နဲ့ Annie နဲ့ဘာကွာမလဲဆိုလို့ရှိရင်ဒီမှာသူရေးထားပါတယ်။ဒါလေးပါပဲ။ We use sum in positive sentences. ကျွန်တော်တို့က sum ကိုတော့ positive ပေါ့နော်။ကောင်းမွန်တဲ့စာကြောင်းတွေမှာကောင်းမွန်တယ်လို့တော့မဟုတ်ဘူးเนาะဘယ်လိုပြောအငင်းမပါတဲ့စာကြောင်းတွေမှာရေးပြီးတော့ we use any in negative sentences ကျွန်တော်တို့တွေက any ကိုတော့အငင်းစာကြောင်းတွေမှာရေးပါတယ် အဲ့ဒီတော့ကြက်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ I have some money ကျမမှာပတ်စံအချို့ရှိတယ် Okay အဲ့တော့ကြည့်ကြည့်အောင် I am going to buy some clothes ကျွန်တော် always ကျမအဝတ်အစားတချို့သွားဝယ်မယ် Okay ဒါကတော့ပို not မပါဘူးနော်အဲ့လိုမျိုး positive ဘက်ကရေးရဲဆိုတော့ some နဲ့သုံးမယ်အောက်မှာထပ်ကြည့်မယ်ဆိုရင် there is some milk in the fridge ယူခဲ့တဲ့ဓာတ်ထဲမှာနောင်တို့အချို့ရှိတယ်နောက်တစ်ကြောင်းမှာတော့ we made some mistakes ကျွန်တော်တို့တွေအမှားတချို့လုပ်ခဲ့တယ် so ဒီဘက်မှာ any ကိုကြည့်ကြည့်အောင်အငင်းပါမယ် not ပါလို့ရှင် any ကိုသုံးပါမယ်ဆိုတော့ i don't have any money ကျွန်တော်မှာပတ်စံမရှိဘူး so ထပ်ကြည့်မယ်ဆိုရင်တော့ i'm not going to buy any clothes not ပါတယ် any သုံးပါမယ်ဆိုတော့ကျွန်တော်အဝတ်အစားတချို့သုံးရမှာမဟုတ်ဘူးနောက်တစ်ခုမှာတော့ there isn't any milk in the fridge ရေခဲ့တဲ့ဓာတ်ထဲမှာ နော်နူတွေမရှိဘူးဆိုတော့နောက်တစ်ကြောင်းမှာ we didn't make any mistake ကျွန်တော်တွေဘာအမှားမှမလုပ်ခဲ့ဘူး okay so ဘီမှာကြည့်မယ်ဆိုရင် any and some in question မျိုးနေဘယ်လိုသုံးလဲဆိုလို့ရှိရင်နော် in most question မျိုးအများစုမှာတော့ we use any any ကိုကျွန်တော်တို့သုံးပါတယ်တဲ့နံပါတ်3ထားပါ but not all ပါ so ဟို အများအများအများစုမှလို့ပြောရပါတော့အကုန်လုံးတော့မဟုတ်ဘူးအများစုမှတုံတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကြည့်ကြည့်အောင် is there any milk in the fridge ပြောချင်တာကရေကြေတရဲမှာနော်တချို့များကြံဦးမလားဆိုလို့ပြောတယ်အဲ့ဒါမှာဆိုလို့ရှိရင် does he have any friend သူ့မှာတငယ်ချင်းအချို့များရှိမလားဆိုပြီးတော့ငါတို့ကြောင်းမှာတော့ do you need any help သင် အကူအညီတခုမှန်လိုသေးလားဆိုပြီးပြောမယ်။ Okay နောက်တစ်ကြောင်ကြည့်မယ်ဆိုလို့ရှိရင်တော့ we normally use သုံးပါတယ် sum ကိုသုံးတယ်။ one way of things ကျွန်တော်တို့တွေတစ်စုံတစ်ခုကိုကမ်းလန့်တဲ့အချိန်မှာကျွန်တော်တို့က sum ကိုသုံးပါတယ်။ကိုကသူများစီကတောင်းတာကိုကသူများစီကမေးတာမဟုတ်ပဲနဲ့ကိုကသူများတစ်စုံတစ်ခုကိုပေးချင်တာကိုကတစ်စုံတစ်ခုကိုကမ်းလန့်တာမျိုးဆိုရင်ကျွန်တော်တွေ sum ကိုသုံးမယ်။ Okay ဘယ်လိုပုံစံမျိုးနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ Would you like some coffee? Mean coffee တောက်ချင်တော့ coffee တချို့တောက်ချင်လားပေါ့နော် coffee နည်းနည်းတောက်ချင်လားဆိုရင် yes please တဲ့ဒါမှမဟုတ် or when we ask for thing ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့တခုခုကိုတောင်းဆိုတာမျိုးတွေမှာ သုံးပါတယ်အဲ့တော့နှစ်ခုပဲရှိမယ်ကမ်းလှမ်းတာလားတောင်းဆိုတာလားအဲ့နှစ်ခုဆိုရင် some ကိုသုံးပြီးတော့ဂျန်နဲ့မီကွန် type တွေအကုန်လုံးမှာတော့ any ကိုသုံးတယ် ဲတော့ sum ကိုတုံးတဲ့နှစ်မိကုအနေနဲ့တုံးတဲ့နှစ်မျိုးရှိမယ်ကန်းလန့်တဲ့နေရာမှာတုံးမယ်တောင်းဆိုတဲ့နေရာမှာတုံးမယ်တောင်းမှတ်တမ်းရပါပြီဆိုတော့ချက်ကြည့်မယ်ဆိုလို့ရှိရင် can i have some soup please ကျွန်တော်ဟင်းရီတချို့ရနိုင်မလား so yes help yourself ရရပါတယ်ကိုယ့်ကိုစိတ်ကြိုက်ထဲပါနောက်တစ်ကြောင်းမှာတော့ can you lend me some money ဒါတခုကိုတွားပြီးတော့အာတင်ကျွန်တော်ပတ်စံချိနိုင်မလားဆိုပြီးတော့တွားပြီးတော့ online လောက်တာပေါ့နော်ဟော မေးကိုမေးတာပေါ့ဆိုလို့ရှိရင် sure ရတယ် how much do you need တင်ဘယ်လောက်လိုတလဲ so စေမှာကြတော့ sam and annie without a noun sam နဲ့ annie နဲ့ကိုကျွန်တော်တို့နာမပါဘဲနဲ့သုံးမယ်ဆိုလို့ရှိရင်ကြည့်ကြည့်အောင် i didn't take any pictures ကျွန်တော်ဘာတက်ပုံမှမရိုက်ခဲ့ဘူး but ဒါပေမဲ့ jessica ကတော့ took some jessica ကတော့တချို့ကို took ဟိုလုတ်ခဲ့ရိုက်ခဲ့ရပေါ့နော် jessica ကတော့တချို့ရိုက်ခဲ့တယ်ဆိုတော့ဘာကိုရိုက်ခဲ့တယ်လဲဆိုတော့ တက်ဖို့ရခဲ့တာကိုပြောတော့ပေါ့နောက်တစ်ကြောင်းမှာကျတော့ you can have some coffee တင်း coffee ချို့တောင်းနိုင်တယ် but i don't want any ငါကျွန်တော်ကတော့မလိုချင်ဘူးဘာနည်းနည်းတော့မလိုချင်ဘူးဆိုတော့ not ပါတဲ့အတွက်ကျွန်တော်တို့ any နဲ့တုံးပါတယ်အနောက်မှာကျွန်တော်တို့ i don't want any coffee လို့ထပ်ပြီးတော့ coffee ကိုထဲမတုံးတော့တာပေါ့နော်ထပ်ကြည့်မယ်ဆိုရင် i have just made some coffee ကျွန်တော်အခုလေးတင် coffee ဖြော်ပြီးရယ် would you like some ကမ်းလှမ်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ some ကိုတုံးတယ်ပြောလို့ရှိရင် အနောက်မှာ coffee ဆိုတဲ့ဟာအောက်ထပ်ပြီးတော့မထည့်တော့ပါဘူးထပ်ကြည့်မယ်ဆိုလို့ရှိရင် where's your luggage တင်းရဲ့လက်ဆွဲအိတ်ကပမာလဲ i don't have any ညင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က any ကိုသုံးပါမယ် okay i don't have any any luggage လို့သုံးအောင်เนาะကျွန်တော်မှတခုမှမရှိဘူး so နောက်တစ်ကြောင်မှဆိုရင်เนาะ are there any biscuits biscuit တွေရှိသေးလား so ဒီမှာဆိုလို့ရှိရင် तू ကတောင်းဆိုတာလည်းမဟုတ်ဘူး ပြောမယ်ဆိုကမ်းလန်းတာလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမှာအန်နီနဲ့မိပါတယ်ပုံမှန်အပြင်ရှီလာလို့ပဲမိတာသူရှီလာလောက်လာပြုတ်လာပါညာအဲ့လိုမျိုးပဲမိတာဆိုတော့အန်နီနဲ့မိမယ်ဆိုတော့ yes there are some in the kitchen ရှိတယ် there are some တချို့ရှိသေးတယ် in the kitchen ဆိုတော့ရှိတဲ့အတွက်ကြောင့်မလို့ not မပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က some နဲ့တုံးတယ်ပြီးတော့ biscuit ကိုမထည့်တော့ဘဲနဲ့နမ်းမပါဘဲနဲ့ဒီတိုင်းတန်းတုံးလိုက်ပါတယ်โอเคဒီမှာကြည့်မယ်ဆိုလို့ရှိရင်เนาะ something somebody or someone ဒါမလို့ရှိရင်လည်းအဲ့လိုသုံးလို့ရပါတယ်ဗောနော် something ဆိုရင်တစုံတစ်ခု somebody ဆိုရင်တစုံတစ်ယောက်ဟုတ်အဲ့တော့ she said something သူမတစုံတစ်ခုကိုပြောခဲ့တယ် I saw somebody ကျွန်တော်တစုံတစ်ယောက်ကို မြင်ခဲ့တယ် Would you like something to eat သင်တစုံတစ်ခုကိုတစုံတစ်ခုကိုစားဖို့လိုချင်သလား somebody's at the door တစုံတစ်ယောက်ကတကားမှာရောက်နေတယ်တကားဝရောက်နေအင်းရှိရောက်နေတယ်နောက်တစ်ခု she didn't say anything ဒီမှာဆိုလို့ရှိရင်ညင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အန်နီနဲ့သုံးတယ်ဒီမှာလည်းညင်းတယ်ဆိုလို့ရှိရင်ဒီမှာကတော့ပုံမှန်မေးခွန်းနေဖြစ်တယ်ပုံမှန်မေးခွန်းနေဖြစ်တယ်အန်နီရေသုံးပါโอเคအဲ့တော့ကြည့်ကြည့်အောင် she didn't say anything သူမှဘာမှမပြောခဲ့ဘူး i didn't see anybody ကျွန်တော်တစုံတစ်ယောက်ကိုမှမမြင်ခဲ့ဘူး are you doing anything tonight တင်ဒီနေ့ညတခုခုညလုံးမလားဆိုတော့မေးခွန်းမေးတာဘောနော်ပုံမှန်မေးခွန်းမျိုးမေးတယ်ကန်းလနာလည်းမဟုတ်ဘူးတောင်းဆိုတာလည်းမဟုတ်ဘူး why so super မှာလည်း has anybody seen her သုံးတယောက်ကမင်းသူမကိုမြင်မိသေးသလားဆိုပြီးပြောတယ် okay အဲ့ဒီတော့ကျွန်တော်တို့ exercise လေးတစ်ချက်ကြည့်အောင်76 point မှာဆိုရင် right ရေးပေးပါ sam or any sam တမမို့ any ကိုရေးပေးပါနံပါတ်1မှာ i bought some cheese ချိုးဝယ်ခဲ့တယ် normal ပေါ့ဆိုတော့ sam ကိုထည့်မယ် but i didn't buy any bread not buy ဆိုတော့ any ကိုရေးမယ် cheese တချို့ဝယ်ပြီးတော့ပမုံတော့မဝယ်ခဲ့ဘူး နံပါတ်2 in the middle of the room အခန်းရဲ့အလဲကောင်မှာ there was a table and သပွဲတစ်လုံးရှိပြီးတော့ chair ခုံအချို့ဆိုရဲအတွက်ကြောင့်မလို့ any သုံးလား some သုံးလားဆိုရင် not မပေါင်းဆိုတော့ some chairs ဖြစ်သွားပါမယ်3 UG ရအောင် there aren't not good to be there aren't shops in this part of town d မြို့ရဲ့ဒီအပိုင်းမှာ sign တွေမရှိဘူးဆိုတဲ့အတွက်ကြောင့် not တွေ့ရဆိုတော့ there aren't any shop ဖြစ်သွားမယ် Okay, number 40ကြည့်အောင်။ Gary and Alice, Gary နဲ့ Alice က don't have မရှိပါဘူးတဲ့။အဲဒီတော့ not to ဆိုတဲ့အတွက်ကျွန်တော်တို့ any children ဖြစ်ပါမယ်။ကလေးကလေးမရှိပါဘူး။ Okay, 76.2ကြည့်မယ်ဆိုရင် complete the sentences စာကြောင်းတွေပြည့်စုံစွာဖြည့်ပါ။ use သုံးပေးပါ sam or any sam တမမ any plus the words in the box box တဲ့ကစကားလုံးတွေကိုပါသုံးပေးပါတဲ့အဲဒီတော့ airs lay batteries battery တွေ cheese uh, cheese ပေါ့နော် friends တငယ်ချင်း help ကိုညီသည် language ဘာသာ languages ဘာသာစကားများ milk နွားနို pictures တပုံများ questions မိကုန်များ shampoo ကောင်းရှုပ်ရေး so နံပါတ်1ကြီးပဲဆိုရင်တော့ I want to wash my hair ကျွန်တော်ကျွန်တော်ရဲ့စပင်ကိုရှော်ချင်တယ် so is there any shampoo ရှိလားလို့မေးတဲ့အတွက် any shampoo ပေါ့နော်ဘာမှလည်းမကမ်းလှမ်းဘူးဘာမှလည်းမတောင်းဆိုဘူးနံပါတ်2ကြီးပဲဆိုရင် the police ရဲတွေက want to talk to you တင်းနစ်ကပြောခြင်းတယ် they want to ask you သူတို့ရမေးခြင်းတယ်ဘာမေးခြင်းလဲဆိုတော့မေးခွန်းနေမေးမယ်ဆိုလို့ရှိရင် questions ပေါ့ questions ကိုရေးလိုက်တယ်ဒီမှာ not မပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ some ကိုတောင်းရမယ်ဆိုတော့ they want to ask you some questions သူတို့တွေကတင်းကိုမေးခွန်းအချို့မေးခြင်းတယ် so number 3ကိုခြင်းမယ်ဆိုရင် i had my camera ကျွန်တော် camera ကျွန်တော် camera ရှိခဲ့တယ် but i didn't take not တွေ့ပြီဆိုတော့ကျွန်တော်တို့သိကြတယ်သူကဘာမှမတိတ်ဘူးလေဘာမှမရိုက်ဘူးလေဆိုတော့တပုတ်မရိုက်ဘူးဆိုတော့ I didn't take pictures ပါ pictures လဲဆိုတော့ Samla Anila ဆိုတော့ any pictures ဖြစ်သွားမယ်။ Okay အဲ့တော့ for နဲ့ tan ဖြည့်ကြည့်ပါ။76.3ကြည့်ကြအောင် complete the sentences စာကြောင်းတွေပြည့်စုံသွားဖြစ်ပါ use sam or any sam ဒါမှမဟုတ်လို့ရှင် any ကိုသုံးပြပါဒီမှာကတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်အနောက်မှာ noun နေမှာပါတော့သတိထားမိမှာပါเนาะအဲ့တော့ kate didn't take any pictures kate ကဘယ်တဲ့ပုံမှာမရိုက်ခဲ့ဘူး but ါပေမဲ့ကျွန်တော်ကတော့ရိုက်ခဲ့တယ်ဆိုတော့ I took some အရှိမဗတ်တို့သတိထားအနောက်ကဒီမှာဗတ်ကိုလည်းပြန်ပြောင်းပေးရပါမယ်နံပါတ်2မှာတော့ Where's your luggage သင်ရဲ့ luggage ဘယ်မှာလဲငါမှမရှိဘူးဆိုရင် I don't have any so နံပါတ်3 Do you need any money သင်ပတ်စံလိုလား No thank you ရပါတယ်မလိုပါဘူးကျွန်တော်မှာအချို့ရှိရဲဆိုတော့ I have some လွယ်လွယ်လေးပါပဲ4567ထပ်ပြီးတော့ဖြည့်ကြည့်ပါ76.4 gm ဆိုလို့ရှိရင်တော့ write something somebody or anything anybody ဆိုပြီးတော့ရေးပြရပါမယ်။တစုံတစ်ခုတစုံတစ်ယောက်ဆိုပေါ့နော်။တစုံတစ်ခုတစုံတစ်ယောက်ပါပဲ။ So အဲ number 1မှာဆိုရင် a woman stop me အမျိုးသမီးတစ်ယောက်ကကျွန်တော်ကိုရက်လိုက်ပြီးတော့ကျွန်တော်တားလိုက်ပြီးတော့ and said something တစ်ခုခုပြောခဲ့တယ်။ But I didn't understand ကျွန်တော်နားမလည်ခဲ့ဘူး။ Number 2ကြည့်မယ်ဆိုရင် what's wrong ဘာဖြစ်လို့လဲ there is in my eye ကျွန်တော်ရဲ့မျက်လုံးထဲမှာတခုခုရှိရဆိုတော့ something ပေါ့နော် not မပါဘူးဆိုတော့ anything ကိုသုံးရမှာမလို့ there is something in my eye so three ကိုကြည့်အောင် do you know about politics ဆိုတော့တင်းနိုင်ငံရေးအကြောင်းသိလာလို့မြင်ရဆိုတော့ဘာဖြစ်မလဲဆိုတော့ something မဟုတ်ဘူးအဲ့တော့ anything ဖြစ်မယ်တခုခုမကန်းလဲမကန်းလန့်ဘူးတောင်းလဲမတောင်းဆိုဆိုတော့ anything နဲ့သုံးမယ် do you know anything about politics so အဲ့ဒီတော့ကျန်ရလေးဆက်ပြီးတော့ဖြေကြည့်ပါဒီ unit ကနေပြီးတော့လည်းတခုအကျိုးရှိတာလေးလေ့လာနိုင်မလို့မျှော်လင့်ပါတယ် Have a nice day see you on next unit stay strong stay safe bye bye